စခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းနိုဝင်ဘာ29ရက်မွန်းလွဲပိုင်းကမြို့တောင်ဘက်ကထိုးစစ်ဆင်လာတဲ့အင်အား80ကျော်ပါကြာဖက်စစ်တပ်ရဲ့စစ်ကြောင်းကိုတော်လှန်ရေးမဟာမိတ်များကကြားဖြတ်တိုက်ခိုက်ရာစစ်သားရဲနဲ့ပြူစောတိ20ကျော်သေဆုံးပြီး၎င်းတွေရုပ်လောင်းများအပါဝင်လက်နက်ခဲယမ်းအများပြားကိုတင်စီရရှိခဲ့တယ်လို့ရွှေဘုံမြို့နယ်လျှက်စစ်မုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖာရဲ့တာဝန်ရှိသူကပြောပါတယ်တိုက်ပွဲမှာ29ရက်မွန်းလွယ်ပိုင်း3နာရီ20ခန့်ကစတင်ဖြစ်ပွားခဲ့ပြီး ချွေဘုံမြို့တောင်ဘက်ကိုခြေတက်လာတဲ့စစ်ကြောင်းကိုလျက်စီးမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖာကဦးဆောင်တဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအနီးကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ချွေဘုံမြို့အတွင်းကနေတောင်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးရဲခွေးနဲ့ပြုတ်ခွေးတွေစုစုပေါင်းအင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုကျွန်တော်တို့မဟာမိတ်တပ်ပေါင်းစုကကြားဖြတ်တိုက်ခဲ့တာစစ်ခွေး20ကျော် အပြင်းထန်ထိခိုက်ပြီးတေဆုံးတယ်လက်နက်ခဲယမ်းတွေအများအပြားလည်းတင်းစီရရှိတယ်နောက်ထပ်နေမြေရှင်းလင်းရေးလုပ်တဲ့အခါသူတို့အလောင်းတွေပါကျွန်တော်တို့လက်ထက်ရောက်လာခဲ့ပါတယ်လို့အဆိုပါတာဝန်ရှိသူကဆိုပါတယ်တိုက်ပွဲတွင်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဘဲဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့မှအထိနာပြီးချွေးပုံမြို့အတွင်ကိုအ мян ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်ရှင်